1930ပြည်လွန်နှင်းတွေကိုကျွန်တော်တို့ပြင်လဲလိုက်ကြည့်လိုက်မယ်ဆိုရင်အတ္တလန်တိတ်တမုတ်တရားကိုဖျက်ချော်ပြီးတော့ခီးတဲ့တင်တမောလုံးကအပြိုင်ဆိုင်မှုအပြင်းထန်ဆုံးအချိန်ဖြစ်တဲ့ကနဝင်ခေတ်တစ်ခေတ်ကိုမြင်တွေ့ရမှာဖြစ်ပါတယ် Qnot line ရဲ့မျက်နှုံးမြင့်တင်မောတွေနဲ့အတ္တလန်တိတ်တမုတ်တရားမှာဦးဆောင်နေချိန်မှာတော့ White Star line ကနေပြီးတော့သူတို့ရဲ့ပြိုင်ဖက်ကို အမျက်နှုံးနဲ့ရှင်ပြိုင်ခြင်းတဲ့တင်မောရဲ့ကြီးမားတဲ့အရွယ်စားနဲ့ခဏထဲ့ဝါမှုနဲ့ရှင်ပြိုင်နိုင်ရန်ဆုံးဖြတ်ခဲ့ပါတယ်။အဲ့ဒီရည်ရွယ်ချက်နဲ့ White Star Line ကနေပြီးတော့ Harlan and Wolf တင်မောချင်းကုမ္ပဏီကိုတင်မောများတိစောက်ရင်အသက်တာဝန်ပေးအပ်ခဲ့ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့အမြန်ဆုံးတင်မောတွေမဟုတ်ဘဲ Atlantic တမုတ်တရားကိုဖျက်ချောင်မဲ့ခီးစင်တွေအတွက် ကပအကြီးဆုံးအခမ်းအနားဆုံးနဲ့အလုံးချုံဆုံးတင်မောများဖြစ်စီရင်ဖြစ်ပါတယ်။ Harland and Wolff Company ကတင်မောတီဆောင်မှုကုန်ကျစရိတ်ကိုတင်းကျပ်စွာတတ်မှတ်မထားပဲကောင်းဆုံးဖြစ်အောင်တီဆောင်ရန်ခွင့်ပြုချက်ကိုရရှိခဲ့ပါတယ်။အဲ့ဒီတင်မောချင်းကလည်းထပ်ပေါ်လာခဲ့တာကတော့ကပအကြီးဆုံးတန်မဏိကိုထဲမြောက်ကို ပိုင်ဆိုင်ထားတဲ့ Olympic Class တင်မော3စီးဖြစ်ပါတယ်။အဲ့ဒီတင်မော3စီးကတော့ RMS Olympics IMS Titanic နဲ့ HMHS Brightness တို့ပဲဖြစ်ပါတယ်။ Olympic class တမောရီဖြစ်တဲ့ Olympic ရဲ့နံပါတ်400နဲ့ Titanic ရဲ့နံပါတ်400တို့ကို Harland and Wolff တမောချင်းမှာပဲပြီးချင်းရင်ပြီးတော့တိဆောက်ခဲ့ပါတယ်။တမောကြီးတွေရဲ့အရွယ်အစားအလျား682ပေကျော်အနံ62ပေကျော်ဟာအလွန်ကြီးမားမှုကြောင့်မြောက်အိုင်းယန်လန်ဘယ်ဖက်မှာရှိတဲ့တင်မောချင်းတစ်ခုလုံးကိုအကြီးစားပြုပြင်ပြောင်းလဲမှုများကိုပြုလုပ်ခဲ့ရပါတယ်။ ဒီမော်တိဆောက်ရေးလုပ်ငန်းစဉ်ကိုထောက်ပံ့ရန်အတွက်အထူးဒီဇိုင်းထုတ်ထားတဲ့ဂျီမားနဲ့တမ်နီပေါင်များကိုပါတိဆောက်ခဲ့ရပါတယ်။ဒီမော်ချင်းတိဆောက်ရမှာအလုတ်သမားပေါင်တောင်းတထောင်ကျော်ပါဝင်ခဲ့ပြီးတော့ဒီမော်ဒီဇိုင်နာကတော့ဒီမော်ချင်းရဲ့အကြီးအကဲပြည်သူ့ကပညာရှင်ဖြစ်တဲ့တောမတ်အန်ဒရူးဖြစ်ပါတယ်။မူလဒီဇိုင်းအရဒီမော်သုံးစီးစလုံးမှာထုတ်ခဲ့ရအကောင်းဆုံးလုံခြုံဆုံးစနစ်ကိုထည့်သွင်းထားခဲ့ပါတယ်။အဲ့ဒီတော့ကသူတို့ဒီဇိုင်းအားလုံးဟာမနစ်မြုပ်နိုင်ဘူးလို့တော့ယုံကြည်ခဲ့ကြပါတယ်။ တင်မောကိုရေလုံခန်း15ခန်း16ခန်းထိပိုင်းခြားထားပြီးတော့အလင်းနှခန်းဒါမှမဟုတ်အရှိနောက်၄ခန်းထိရေဝင်အောင်ဆက်လက်ပြီးမျောပနိုင်အောင်ဒီဇိုင်းထုတ်လုပ်ထားခဲ့ပါတယ်အင်ဂျင်ခန်းနဲ့ဘိုင်လာခန်းကတကားတွေကို bridge ကနေလက်စစ်စနစ်နဲ့ချက်ချင်းပိတ်နိုင်အောင်လည်းစီစဉ်ထားခဲ့ပါတယ်တင်မောအောက်ချီမှာတော့နှစ်ထပ်ကိုထည့်ရှိပါတယ်ဒါပေမဲ့ဒီနေရာမှာပဲဒီဇိုင်နာတွေကအမားလုပ်ခဲ့တာပါပိုင်လာခန်းတွေလိုနေရာတွေမှာအလုပ်သမားတွေလွတ်လွတ်လပ်လပ် အလုံးလုံးနိုင်အောင်ဆိုပြီးတော့နှစ်ထပ်စနစ်ကိုကိုထဲဘေးနဲ့ရန်တွေအထိဆက်လက်မတိုးချက်ခဲ့ပါဘူးသူတို့ကအောက်ခြေထိခိုက်မှုကိုပဲစိုးရင်ခဲ့ပြီးဘေးတိုက်တိုက်မိမဲ့အန္တရာယ်ကိုတော့လစ်လျူချုပ်ခဲ့ကြပါတယ် အိုလံပစ်ကလပ်စတင်ပေါ်များအားလုံးကတော့ပထမတန်းစားခီးတဲ့တွေအတွက်အကောင်းဆုံးသောဇင်ကံပစ္စည်းများကိုတက်ဆင့်ခဲ့ပါတယ်ခနထဲဝလာတဲ့လေကားကြီး The Grand Staircase Neo Classic ရဲ့ပုံစံဒီဇိုင်းထုတ်ထားပြီးအင်္ဂလိပ်တပိတ်တာများဖြင့် Twin Tooth ထားပါတယ်တင်ပေါ်ကုန်ပ6ခုကိုစက်တက်ထားတဲ့မန်ခုံအမိုးတွေကနေပြီးတော့အလင်းရောင်များကျနေအောင်လည်းပြုလုပ်ထားပါတယ် ပထမတန်းစားအခန်းထဲမှာဆိုရင်ကိုပိုင်ရေချိုခန်းများပါဝင်တဲ့အခန်းတွေဇင်ခန်တွဲခန်းတွေနဲ့အခန်းတွေမီးဖို့ပတ်ခန်းတွေပါတဲ့ရေချိုခန်းတွေပါဝင်ပါတယ်အပန်းဖြည့်ဖို့ဆိုရင်ပြင်တစ်စားတော့ခန်းတူရကီရေချိုခန်းရေကူးခန်းဒုတိယတန်းစားမှာဆိုရင်တော့အခြားသင်္ဘောများရဲ့ပထမတန်းအဆင့်ဇင်ခန်ပစ္စည်းများပါဝင်ပြီးတော့တတိယတန်းစားအဆင့်မှာတော့တီချာစားတော့ခန်းနဲ့အိတ်ခန်းများထားရှိကခင်မီစံတင်မှုနဲ့တန့်ရှင်းမှုကိုအလေးပေးဆောင်ရွက်ထားပါတယ် RMS Olympic တင်းမောကတော့1913ခုနှစ်ဇွန်လ14ရက်နေ့မှာပထမဆုံးခီးစဉ်ကိုအောင်မြင်စွာစတင်ခဲ့ပါတယ်။ဒူမရဲ့24နှစ်တာကာလထမ်းဆောင်မှုတမိုင်းတခြားမှုလုံးမှာကံကောင်းမှု လုံခြုံစိတ်ချရမှုနဲ့သူရဲ့ကောင်းမှတ်တမ်းများတော့ပဲပြည့်နှက်နေပါတယ်။ပထမဆုံးခီးစဉ်တွင်မှဆိုရင်ဗြိတိရှား၃ဝင်ရေတပ်ရဲ့စစ်တင်ပေါ် HMS Hawks နဲ့ဝင်တိုက်မိခဲ့ပါတယ်။ Hawk တင်ပေါ်က Olympic ရဲ့ပဲ့နာပိုင်းအတွင် ုတ်တိုက်ခဲ့မိခြင်းကြောင့်ရေဝင်ရောက်ခဲ့ပေမဲ့လည်းအိုလံပစ်ရဲ့ရေလုံခန်းများကနစ်မြုပ်ခြင်းမှကာပွယ်ပေးနိုင်ခဲ့ပါတယ်။ပင်စင်ဖို့အတွက်တင်းမိုးခြင်းမှရှိတဲ့တိုက်တန်နစ်ရဲ့ပင်ဂါနဲ့အစိပ်ပိုင်းများကိုလည်းဖျောက်ယူခဲ့ပါတယ်။တိုက်တန်နစ်နစ်မြုပ်ပြီးတဲ့နောက်မှာတော့အိုလံပစ်ကအကြီးအစားပြုပြင်ပြောင်းလဲမှုနဲ့ပြန်လာခဲ့ပါတယ်။ရေလုံခန်း၅ခုအထိဒီတက်အမြင့်တို့တုံးမြင့်ခြင်းနောက်ပြီးတော့ကိုထက်နှစ်ထပ်စနစ်ကိုဘွိုင်းလာခန်းနဲ့အင်ဂျင်ဘေးနဲ့ရန်ခန်းထိ တိုးချက်တက်ဆင်ခြင်းနဲ့အတက်ကဲ64စီအထိတိုးချက်တက်ဆင်ခြင်းတို့ကဒူမကိုကဘာအလုံးချုံဆုံးတင်ပေါ်အဖြစ်ပြောင်းလဲပြီးခဲ့ပါတယ်1914ခုနှစ်ပထမကဘာစစ်ဖြစ်ပေါ်တဲ့အခါမှာတော့အိုလံပစ်တင်ပေါ်က HMT အိုလံပစ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ် ဗြိတိန်စစ်တဲ6000ခန်းကိုဥရောပစစ်မြေပြင်ကိုအချိန်ပေါင်းများစွာအနေငင်းစွာတည်ယူပို့ဆောင်ပေးခဲ့တဲ့အတွက်ကြောင့်မလို့ All Reliable ဂုံပုတ်ကိုရရှိခဲ့ပါတယ်ဒီလိုစစ်တီတွေကိုတည်ဆောင်ပေးရမှာကတူမောက်ကိုရန်သူတွေရဲ့ပြစ်မှတ်မဖြစ်စေရန်ပုံစံများစွာဖြင့် Dazel Camouflux ဆိုတဲ့စစ်ချက်ခဲ့ပါတယ် dance femme flux ဆိုတာကတော့တင်မောကိုလုံးဝပြောက်ွက်သွားအောင်လှုပ်ဆောင်ခြင်းမဟုတ်ပဲ ထူးခြားစံပြတဲ့ geometry ပုံစံများကိုအယောင်များနဲ့ရေးဆွဲကရန်သူများကတင်မောရဲ့ဥတ္တရာနဲ့အမျက်နှုံးကိုမာယုံစွာခတ်မှန်းစီရင်ရည်ရွယ်တဲ့အသွင်ဖြစ်နေပဲဖြစ်ပါတယ်။သူမရဲ့အထင်ရှားဆုံးမှတ်တမ်းကတော့1918ခုနှစ်မှာဂျာမန်ရင်ငုတ်တင်မော U103 ကိုကိုထင်းနဲ့ဒါရိုက်ဝင်တိုက်ကနင်းမြုပ်ခေစိတ်ပါတယ်။ ဒီရဲ့ဖြစ်ရဲ့ကြောင့်အိုလံပစ်ကရန်သူတင်မောကိုတိုက်ခတ်နှိမ့်မြုပ်ခဲ့တဲ့အူဒီတော့အရက်သုံးတင်မောအဖြစ်သမိုင်းဝင်ခဲ့ပါတယ်စစ်ပွဲပြီးတဲ့နောက်မှာတော့အိုလံပစ်ကဇင်ခံခီးတဲ့တင်တင်မောအဖြစ်ပြန်လည်ပြည့်စွတ်ခဲ့ပါတယ်1920ပြည့်နှစ်လွန်များတခြားမှာတော့အောင်မြင်မှုများစွာကိုရရှိခဲ့ပေမဲ့ 1930ပြည့်နှစ်လွန်မှာတော့စီးပွားရေးပြက်ကမှုကြောင့်ခီးတဲ့အရေးတွေရောကြခဲ့ပါတယ်1934ခုနှစ်မှာတော့မြူနင်းများကြောင့်လမ်းညွန့်တင်မောင်းငယ်ကိုတိုက်မီနှစ်မြုပ်စေခဲ့ပြီးတော့တင်မော်တာ9ဦးကိုတေဆုံးခဲ့ရပါတယ် White Star Line နဲ့ Cunard Line တို့ပေါင်းစည်းပြီးနောက်မှာတော့တင်မော်အစ်စ်များကိုဦးစားပေးရန်အတွက် Olympic ကို1935ခုနှစ်မှာ စီးပွားရေးအနာပေးခဲ့ပါတယ်သူမကိုဖျက်သိမ်းရန်ရောင်းချခဲ့ပေမဲ့လည်း အချို့တော့ပထမတန်းစားအခမ်းအပြင်းစင်များနဲ့လေခါကြီးအစိတ်ပိုင်းများကိုတော့ယခုအခါ အင်္ဂလန်နိုင်ငံ Annex မှာရှိတဲ့ White Swan Hotel မှာပြတိုက်တပွဲထိမ့်သိမ့်ပြတ်တာထိုက်ဆဲပြီးဖြစ်ပါတယ်။ Olympic တင်မောကြီးကတော့စစ်ပွဲဘေးအန္တရာယ်ပေါင်းများစွာကိုကျော်လွှဲကတည်ထမရှစ်တန်းမိုင်အထိခီးတော့ခဲ့ပြီးခီးတဲ့ပေါင်း၄သိန်း၃သန်းကိုတည်ယူပို့ဆောင်ခဲ့တဲ့စံချိန်တင်ခဲ့တဲ့သီးသေးတော့တင်မောဖြစ်ပါတယ်။ ်တန်းနဲ့တင်းမောကြီးကတော့သမိုင်းမှာအကြီးမားဆုံးသောကံကြမ္မာဇွန်းနဲ့တုံတစ်ခဲ့ရပေမဲ့သူမရဲ့ရာဇဝင်မှာလည်းခန်းနာထဲ့သွားသောပွဲဥထက်နဲ့ထူးခြားချက်များရှိနေခဲ့ပါတယ်။တက်တန်းနဲ့တင်းမောကအိုလံပစ်ထက်အနည်းငယ်ပိုကြီးမားတဲ့ပြင်ဆင်မှုပြုလုပ်ထားကြောင်းခေတ္တများကမ္ဘာအကြီးဆုံးတင်းမောပွဲကိုရယူနိုင်ခဲ့ပါတယ်။နေပေါင်းများစွာကျွမ်းတိဆောက်ခဲ့တဲ့ RMS Titan နဲ့တင်မောကြီးက 1912ခုနှစ်ဧပြီလ10ရက်နေ့မှာအင်္ဂလန်နိုင်ငံစောင်းတင်တန်မြို့ကနေနယူးယောက်မြို့ကိုဦးတည်ကသူမရဲ့တမိုင်းဝင်ပွဲဦးထွက်ခီးစဉ်ကိုစတင်ခဲ့ပါတယ်။ဒီခီးစဉ်မှာဆိုရင် White Star Line ရဲ့ကြီးကျယ်ခမ်းနားမှုကိုပြသရာခီးစဉ်လည်းဖြစ်ပါတယ်။ဒင်မော်ရဲ့ခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့သူကတော့ White Star Line ရဲ့အတွေ့အကြုံရှိဆုံးဂုဏ်သီးအကြီးဆုံးကပတိန်ဖြစ်တဲ့ Edward John Smith ပဲဖြစ်ပါတယ်။ တိုက်တန်းနေရဲ့ပထမဆုံးခီးစဉ်ကိုဦးဆောင်ခြင်းဖြင့်ကပတိန်စမစ်ကရေချောင်းပို့ဆောင်ရေးသမိုင်းမှာအထွတ်ထိပ်ကိုရောက်ရှိခဲ့ပေမဲ့လည်းဒီခီးစဉ်ကသူ့ရဲ့နောက်ဆုံးခီးစဉ်လည်းဖြစ်ခဲ့ပါတယ်ကပတိန်စမစ်ကဒီခီးစဉ်ပြီးရင်အနားယူတော့မယ်ဆိုတဲ့အတွက်ကြောင့်မလို့တိုက်တန်းနေရဲ့ပွေဦးထက်ခီးစဉ်ကိုဦးဆောင်ရဲ့ရွေးချယ်ခံရခြင်းကလည်းဂုံထုဆောင်ရဖြစ်ပါတယ်တိုက်တန်းနေရဲ့ပထမတန်းစားနေရာမှာဆိုရင်လည်းအက်ဒဝါဒီယန်ခီးရဲ့အခမ်းအနားဆုံးပုံစံများဖြစ်တဲ့ Grand Staircase လေကားကြီးပြင်သစ်စားတောက်ခန်းဆစ်လိတ်တောက်ခန်းနဲ့တူရကီရေချိုခန်းများနဲ့ပြည့်နေနေပါတယ်။ဒါအပြင်တင်မောပေါ်မှာလည်းပထမဆုံးသောရေကူးကန်အင်္ဂဆိုင်ယုံဓာတ်လေကားများနဲ့ Squash Court တို့လည်းပါဝင်ထည့်တင်ထားပါတယ်။ခီးတဲ့ပေါင်း2453ဦးအထိလိုက်ပါနိုင်ရင်လည်းဒီဇိုင်းထုတ်လုပ်ထားပြီး တင်မောဒါ885ဦးတာဝန်ထမ်းဆောင်ခဲ့ပါတယ်တတိယဒန်ဆာခီးဆောင်အခမ်းအနားဆိုရလဲအဲ့ဒီခီးရဲ့အခြားတင်မောတွေရဲ့ဒုတိယတန်းအဆင့်ထက်တာလွန်ကောင်းမွန်ခဲ့ပါတယ်1912ခုနှစ်ဧပြီလ14ရက်ညမှာတော့ရေခဲတောင်နဲ့တိုင်မီနစ်မြုပ်မခဲ့မှုကဆမ်မူခီးရဲ့ဤပညာအပေါ်လွန်ကဲတဲ့ယုံကြည်မှုကိုဖြိုကွဲစေခဲ့ပါတယ်တိုက်တန်နစ်ဟာလမ်းတစ်ချောင်းမှာရေခဲတောင်တွေရှိကြောင် ကြုံမဲ့ခြင်းနဲ့တတိပိချက်တဲ့အချိန်ချင်းရခဲ့ပေမဲ့အရေးတယူဂယုဆိုင်မှုမပြုတ်လုခဲ့ပါဘူးကင်းတော့တွေဟာရေခဲတောင်ကိုအချိန်မီမမြင်ခဲ့ရခြင်းရဲ့အဓိကအကြောင်းရင်းတစ်ခုကတော့အဝေးကြီးမပြောင်းတွေကိုတင်ထားတဲ့တစ်တာရဲ့တော့ကပြောင်းနေခဲ့လို့ပါဒီရိုးရှင်းတဲ့အမားလေးတစ်ခုကဘေးအနေကြီးတစ်ခုရဲ့အဆဖြစ်ခဲ့ပါတယ်ရေခဲတောင်ကတင်မောရဲ့ဘေးနဲ့ရမှာအပေါက်ကြီးတစ်ခုဖြစ်အောင်မတိုက်ခဲ့ပါဘူးအဲ့ဒီအစားတင်မောကိုထရဲ့တံများတွေကိုဆက်ထားတဲ့မိုးတွေကိုရှော်ပြီးပုတ်တိုက် သွားခဲ့တာပါဒီလိုနဲ့ညာဖက်ချမ်းကရေလုံခန်း6ခန်းမှာတင်းငယ်တဲ့ပြစ်စင်မှုတွေဆက်တိုက်ဖြစ်ပေါ်ခဲ့ပြီးရေတွေဝင်လာခဲ့တာပါဒီဇိုင်နာတောမတ်အန်ဒရူးကပြစ်စင်မှုတွေကိုစစ်ဆေးပြီးတဲ့နောက်မှာတော့ရေလုံခန်း၄ခန်းအထိညှောနိုင်ပေမဲ့ငါအခန်းထိရေဝင်နေပြီဖြစ်လို့တင်မောဟာနန္နိုင်အတွင်းနစ်မြုပ်မယ်လို့ကပ္ပတိန်စမစ်ကိုတိကျစွာအစီရင်ခံခဲ့ပါတယ်သူကိုယ်တိုင်လည်းတင်ဘောပေါ်မှာဆင်းရဲညှဉ်းဆန့်ခဲ့ပြီးတော့ခီးတဲ့တွေကိုကေစင်ရင်နှိမ့်မြုပ်သွားခဲ့ရပါတယ် တင်မဟာ၂နာရီ၄၀မိနစ်ကြာနင်းမြုပ်ခဲ့ပေမဲ့အသက်ကလေးမလုံလောက်မှုနဲ့ကေဆေးရေးလုပ်ငန်းအားနည်းမှုကြောင့်လူပေါင်း1500ကျော်တည်ဆုံခဲ့ရပါတယ်အသက်ကလေးတွေဟာလူအလုံးသက်မလုံလောက်ယုံတာမက စော်စည်းစာလွင့်ချခဲ့တဲ့လေငယ်အများစုမှလည်းလူအပြည့်မပါဝင်ပဲလွင့်ချခဲ့ကြပါတယ်အမျိုးသမီးနဲ့ကလေးငယ်ဦးစားပေးစီးမင်းကိုကျင့်သုံးခဲ့ပေမဲ့ဒီစီးမင်းကိုအတိအကျလိုက်နာခဲ့တဲ့ပထမတန်းစားအမျိုးသမီးရဲ့ရှင်တန်မှုဟာ69ရာခိုင်နှုန်းရှိခဲ့ပြီးတော့ ုံပေါ်ပေါ်တက်ရောက်ဖို့တဲ့အခက်အခဲများစွာရှိတဲ့တတိယတန်းစားအမျိုးသားများရဲ့ရှင်တန်နှုန်းကတော့1600ခန့်နှုန်းသာရှိခဲ့ပါတယ်။နင်းမြုပ်ပြီးနိုင်ဝဲခန့်အကြံမှာတော့ RMS ကပတီယာတင်မောဟာရောက်ရှိလာခဲ့ပြီးအတက်ရှင်ဂျန်ရီသူ905ဦးကိုကယ်ဆယ်နိုင်ခဲ့ပါတယ်။တိုက်တန်နီရဲ့နင်းမြုပ်မှုဟာဗြိတိရှ်အင်ပါယာရဲ့မာနနဲ့ဤပညာအပေါ်ထောင်လမ်းမှုတွေပြိုကွဲခဲ့ရတဲ့ Edwardian Key ရဲ့ပြီးဆုံးခြင်းကိုတင်ကြပ်ပြခဲ့ပါတယ်။ ဒီ BN ရဲ့အကြောင်း1914ခုနှစ် SOLAS နိုင်ငံတကာစာချုပ်ကိုပထမဆုံးအချိန်ချုပ်ဆိုခဲ့ပြီးအဲ့ဒီစာချုပ်ဟာယနေ့တိုင်ဒီကဘာရေးအကြောင်းပို့ဆောင်ရေးအတွက်အဓိကကျတဲ့ဥပဒေဖြစ်နေသေးပါပဲโอลิมปิกคลาสရဲ့နောက်ဆုံးတင်မောဒစီဖြစ်တဲ့ number 433ကိုမူလက Gaijendis လို့အမည်ပေးဖို့စီစဉ်ထားခဲ့ပေမဲ့ Titanic ရဲ့အဖြစ်ဆိုကြောင်း brightness လို့ပြောင်းလဲခဲ့လိုက်ရပါတယ်ဒီ brightness ဟာတင်မော၃စီအနက်အစင်းမြင့်တင်မှုနဲ့အများဆုံးနဲ့လုံခြုံဆုံးအဖြစ်ဒီဇိုင်းထုတ်လုပ်ထားတာပါဒီ brightness မှာဆိုရင်ရေလုံခန်းတစ်တိုင်း6ခု b deck အထိမြင့်တင်ခဲ့လို့ရေလုံခန်း6ခန်းအထိပြက်စီးအောင်မျောပနိုင်စွမ်းရှိပါတယ် engine ခန်းနဲ့ boiler ခန်းတွေရဲ့ဘေးနေရောင်တွေကိုလည်းကိုထဲနှစ်ထပ်စနစ်နဲ့ပုံမမြင့်မာစွာကာကွယ်ထားပါတယ်အတက်ကယ်လေး 68C ကို တင်မောဆောင်းနေရင်တော့မှအလွယ်တကူလွင့်ချနိုင်တဲ့လက်စစ်စနစ်တွေကိုလည်းတပ်ဆင်ထားပါတယ်။ Brightness ဟာခီးတဲ့တင်တင်မောအဖြစ်တခါမှတာဝန်မထမ်းဆောင်လိုက်ရပဲပထမကဘာစစ်ဖြစ်လာလို့ HMHS စေယုံတင်မောအဖြစ်ပြောင်းလဲပြီး Gallipoli စစ်စင်ကြီးကစစ်တပ်တွေကိုကဲတင်ဖို့မြေထဲပင်လယ်ကိုခီးထွက်ခဲ့ရပါတယ်။ 1936ခုနှစ်မှာတော့ဂရိနိုင်ငံ KL ရေလက်ကြအနီးဂျာမန်ရင်ငုတ်တင်ပေါ် U73 ကထောင်ထားတဲ့ရေမြုပ်မိုင်းကိုတိုက်ခဲ့မိပါတယ် Brightness ကိုအလုံးခြုံဆုံးလို့ဒီဇိုင်းထုတ်ထားပေးမယ်55မိနစ်အတွင်းမှာပဲနစ်မြုပ်ခဲ့ရတာအကြောင်းရင်းတွေရှိခဲ့ပါတယ်။မိုင်းပောက်ကွဲမှုကြောင့်ရေလုံခန့်6ခန့်ထိရေဝင်ခဲ့တယ်လို့သူနာပြူတွေကလေဝင်လေထွက်ကောင်းအောင်အောက်ဆုံးကုန်းဘက်ကပြတင်းပေါက်အများအပြားကိုဖြန့်ထားခဲ့ပါတယ်။ တင်မောဆောင်းသွားတဲ့အခါရေတွေဟာဒီဖွင့်ထားတဲ့ပတင်းပေါက်ကနေဝင်လာပြီးရေလုံးတတိုင်းတွေကိုကျော်လွန်စေလို့နစ်မြုပ်မှုကပုံမမြန်ဆန်စေခဲ့တာပါကပတိန်ချာပါလက်စ်ကကန်နီကီယာဂျွန်ဖက်ကိုတောင်းတင်စေဖို့တင်မောကိုမျက်နှုံနဲ့ဆက်လက်မောင်းနှင်နေခဲ့ပါတယ်ဒီလိုရွေးချယ်မှုကြောင့်ပြည့်စည်နေတဲ့နေရာတွေကိုရေတွေကိုပုံမဆောက်ယူသလိုဖြစ်စေခဲ့ပါတယ်ဒါအပြင်စောစည်းစာလွင့်ချခဲ့တဲ့အသက်ကလေးတချို့ဟာလည်းလေပတ်နေတဲ့ပန်ငါကြီးတွေနဲ့တိုက်မိပြီးလူ30တိတ်ဆုံးခဲ့ရပါတယ် ကံကောင်းတာကလုံလောက်တဲ့အသက်ကလေးတွေကြောင့်လူပေါင်း1036ဦးအသက်ရှင်ခဲ့ပြီးတိုက်တန်နဲ့ထဲလူသားချင်းဆုံးချွတ်မှုအဆပေါင်းများစွာရော့နေခဲ့ပါတယ်။ဒီအိုလံပစ်ကလပ်တင်မော၃စီးရဲ့ဇလဟာကျွန်တော်တို့ကိုကြီးမားတဲ့တင်ကန်းစားတွေပေးဆွမ်းခဲ့ပါတယ်။ဒီတင်မော်ကြီးတွေဟာတိုက်တန်ရဲ့မာနကြီးမှုအိုလံပစ်ရဲ့ဆွမ်းရည်ပြမှုနဲ့ bright တဲ့တဲ့နဲ့ဝမ်းနေစရာအမားဆိုတဲ့ခေရဲ့ကိုစားပြုအမှတ်သားတွေဖြစ်ခဲ့ကြပါတယ် titan နဲ့ဟာလူတွေနိပညာပေါ်အရင်ယုံကြည်ခဲ့တဲ့အတွက်ခေတ္တခေရဲ့ဂုံယူမှုကိုထမ်းပုတ်ခဲ့ပြီးတော့ရေခဲတောင်လက်ချက်နဲ့နှမြုပ်ခဲ့ရပါတယ် bright titan နဲ့ကတော့လုံခြုံရေးတွေကိုတိုးမြင့်ပြင်ဆင်ခဲ့ပေမဲ့စစ်ပွဲရဲ့အန္တရာယ်နဲ့လူတူဦးရဲ့ရိုးရှင်းတဲ့ပေါ်ဆောင်မှုကြောင့်ပဲအတက်တွေဆုံးရှုံးခဲ့ရပြန်ပါတယ် RMS Olympic တစည်းတဲတာခက်ခဲတဲ့စီးပွားရေးတွေစစ်ပွဲတွေအားလုံးကိုဖျက်ချုပ်ပြီးတက်တန်ဆေးစွာနဲ့အေးဆေးအနာယူခဲ့ရသူအဖြစ်ကြံရိပ်ခဲ့တာဟာတကယ်တော့ကံကြမ္မာရဲ့အရွှေ့ပြောင်းကတော်တော်ရေးရဆက်ဆက်တယ်ဆိုတာပြန်တနေတာပဲဒီတင်မော်တုံးစီရဲ့တမိုင်းကတော့ရေချောင်းလောကမှာဘယ်တော့မှမေ့ပြောက်လို့မရနိုင်တဲ့ဇလန်သဘောအဖြစ်ယနေ့တိုင်ကျွန်တော်ရဲ့ယဉ်ကျေးမှုထဲမှာလွမ်းမိုးနေစေပဲဖြစ်ပါတယ်